အဲ့လိုဆိုလို့ရှိရင်ပေါ့နော် relationship ဖြစ်သွားရဲဆိုလို့ရှိရင်တော့ကြာကြာအဆင်မပြေနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ main key Hi ရောဘုံတို့မတွေ့ရကြပြီเนาะအားလုံးပဲမင်္ဂလာပါဆက်ဆက်ဖြစ်ပါတယ် ခြားဒီနေ့ကတော့ဆရာငါ့ကျမဘာလို့အမြဲအချစ်ကန်စိုးနေရလဲအချစ်ကန်ခေနေရလဲဆိုရတဲ့သူတွေအတွက်ကိုပေါ့နော် ပြင်ဆင်လာတယ်နောက်တစ်ချိန်ထပ်ပြီးရောချစ်ကန်မခေစေဖို့အတွက်ကိုပြင်ဆင်လာတယ်ဘလို့လေးပါအဲ့တော့ရောင်းမလို့ဆက်ပြပြရတဲ့အချက်တွေတည်းရပေါ့နော်ဒီအသေးပွဲအချက်လေးတွေညီးနေခဲ့ရဆိုလို့ရှိရင်တော့မှာပေါ့နော်ဒီသတိထားပြင်ဆင်ပြီးရောပေါ့နော်ဒီအချစ်ခံရတဲ့သူလေးတွေဖြစ်မှာမို့လို့ဘလို့လေးကိုအဆုံးထိကြည့်ပြီးရောသဘောကျရဆိုလို့ရှိရင် like and share တွေလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ကျွန်မတို့ပုံဝင်ချင်ပါလေဒီလိုတွေအများကြီးယူဘူးကြပါပါဘသူကပဲကြီးကြီးပေါ့နော်သူကအရန်ကိုဟောလိန်မာပြီးတော့ပေါ့နော်အဆင်ပြေသူပဲမဲဒါပေမဲ့ယောက်ျားလေးနဲ့တွဲလိုက်တိုင်းကိုသူကခဏခဏအမြင်နဲ့စွန့်ပစ်ခံနေရတာဒါမှမဟုတ်ရှင်အတုံးချပြီးတော့ target ခံရတာအဲ့လိုလူမျိုးတွေမြင်မှုကြပါပါဒါအဲ့လိုလူမျိုးတွေကဘလို့အချက်တွေကိုပိုင်ဆိုင်ထားလဲဆိုတာကိုခုပဲစလိုက်မယ်နော် နံပါတ်၁လွယ်လွယ်နဲ့အချက်မှာကြာရှုံးတယ်။အများစုမိန်းကလေးရပါတော့။အဲယောက်ျားလေးရဲ့အသင်ပြင်မှာလုံးဝကိုဖုလုံးဝကိုမျောကြသွားပြီးရောပေါ့နော်။အကိုဘက်ကောင်ကသူမသူဖြစ်သွားတယ်။အဲ့လိုလူမျိုးတွေပါ။ဆွဲပွင့်နေပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်။ဒီရောင်မရယောက်ျားလေးဆိုတာမျိုးอ่ะပေါ့နော်။လွယ်လွယ်ကူကူနဲ့ရရတဲ့သူတွေကိုတိတ်ပြီးတော့တံမိုးမထားတတ်ကြပါဘူး။ဒီခေတ်မှာဆိုလို့ရှိရင်လည်းလွယ်ကူနဲ့ရရင်မိန်းကလေးတွေအရန်ကြီးကိုအများရမလား။အဲ့တော့ယောက်ျားလေးဆိုတာမျိုးอ่ะသူတို့ခက်ခက်ခဲနဲ့ရတဲ့အရာကိုမှတံမိုးထားတတ်ကြတဲ့သူမျိုးတွေဖြစ်တဲ့အတွက်ကိုပေါ့နော်။ယောက်ျားလေးဘက်ကဘာမှဖြစ်သေးပဲနဲ့ပေါ့နော်။ ကိုယ့်ဘက်ကနေပြီးတော့ဒီရုပ်ရည်ပဲဖြစ်ဖြစ်ဒီအသွင်ပြင်ပဲဖြစ်ဖြစ်ဂျန်တဲ့သူ့အရေးချင်း background မှာ something ပေါ့နော်အဲ့လိုຢာရီမှာအရန်ကိုမျောကြပြီးတော့သဘောကျသွားတဲ့ပုံစံကိုပြလိုက်မယ်ဆိုလို့ရှိရင် maybe သူနဲ့ခဏတာဖြစ်ဖြစ်ရေးစားဖြစ်သွားခဲ့ရဆိုလို့ရှိရင်တော့မှပဲအတုံးချခံရပြီးတော့စွပစ်ခံရတဲ့မိန်းကလေးတွေအရန်များပါတယ်အာဒါမျိုးကဆွဲပုံဝင်ချက်မှာလည်းခက်ခက်မြင်ဘူးတယ်ပေါ့နော်စတွေ့ရင်ဟာဒီဘဲလေးကငါသဘောကျတယ်သူကဘလို့ညာလို့ဆိုပြီးတော့ပေါ့နော်ဟိုလိုက်မသွားပါနဲ့တားနေတယ်တန်းတန်းနေအောင်မှပဲလိုက်သွားတဲ့အတွက်ကိုဟိုဘက်ကသူ one night stand ပုံစံမျိုးလုပ်ခဲ့ပြီးတော့ပေါ့နော် ော်နောက်လေးကျတော့ဆက်သွယ်မလုပ်ဖဲနဲ့အဲ့လိုခံစားရတယ်အဲ့လိုမျိုးရည်ရှိရတဲ့ကိုသိထားစေချင်ပါတယ်ဆွဲသတိပေးချင်တာပေါ့နော်တခြားအဟာရတွေထက်ကိုတစ်ဖက်ယောက်ျားလေးရဲ့စိတ်ထဲမှာကိုယ်ဘလို့တွေးသွားမလဲဆိုရဲအဲ့အချက်ကပို့ပြီးတော့ရင်ထိတ်စရာဖြစ်တဲ့အတွက်ကိုပေါ့နော်မိန်းကလေးတွေအရန်ကို easy going မလုပ်ဖို့ပြောချင်ပါတယ်နံပါတ်1ဒီမျိုးသားကကိုယ့်ကိုသဘောကျလာအောင်ကိုကလုပ်ယူထားတဲ့သူ ချို့သူရရှိရမလားကိုယ်သူ့သဘောကြရတဲ့အတွက်ကိုအာသူဘာကြိုက်တက်လဲသူကဘယ်လိုပုံစံလေးဆိုရှင်သဘောကြလဲဘာညာပေါ့နော်စုံစမ်းပြရပေါ့နော်ဘလိုပဲလုံရလုံရပေါ့ဒီမျိုးသားရဲ့စိတ်ကိုငါရအောင်ယူမယ်ဆိုပြီးတော့အတင်းလောက်ယူထားတာပေါ့နော်ဥမာသူသဘောကြတဲ့ပုံစံပဲဖြစ်ဖြစ်ဒီမျိုးသားသဘောကြဖို့အတွက်ကိုဒီမိန်းကလေးဘက်ကနေအရာအလိုလိုက်ညှိပေးရပဲဖြစ်ဖြစ်ပေါ့နော်သူသဘောကြတဲ့စကားတွေကိုပြောတာပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်အဲ့လိုလူမျိုးတွေပါအဲ့လိုဆိုလို့ရှိရင်ပေါ့နော် relationship ဖြစ်သွားရဲဆိုလို့ရှိရင်တော့ကြာကြာအဆင်မပြေနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့မိန်းကလေးဘက်ကပဲအမြဲတမ်း ်းစူးစမ်းနေရတာဖြစ်တဲ့အတွက်ပါအကြောင်းကြတာရေမကုန်မှုဆိုတဲ့စကားရပေါ့နော်ကိုဘက်ကအဆင်မပြေရဲ့ highlight ဖြစ်ဖြစ်လိုက်ညှိလိုက်ညှိပေးရင်လည်းမခံမရနိုင်ဖြစ်တော့တဲ့အချိန်မှာအဆင်မပြေတာတခုတစ်ခုဖြစ်ပြီးတော့နောက်ဆုံးမှာလမ်းခွဲခြင်းအပြင်မရှိဘဲနဲ့ထားရိုက်ခံရတာတော့ဖြစ်တတ်ပါတယ်နံပါတ်3အမျိုးသားအတွေ့အကြုံနဲ့ဆိုလို့ရှိရင်လွယ်လွယ်လေးနဲ့တွေ့လို့ရတဲ့သူ ဒါကတော့မျိုးသမီးရောမျိုးသားရောဖြစ်တတ်ပါတယ်ပေါ့နော်ဒီပြင်းလို့ပဲဖြစ်စေရုတ်တရက်ကြီးပေါ့အာဒီနေ့တွေ့မလားဘာညာဆိုပြီးအခုတွေ့မဲ့လေဗျာလေးမလေးတက်တော့ကြမယ်လေဘာညာပြောရဲဆိုလို့ရှိရင်ကို့မှာကဟိုပလန်ရှိတယ်ဒါမှမဟုတ်လို့ရှိရင်စကဂျူရှိနေရဆိုလို့ရှိရင်တော့မှအဲ့ဒါတွေကအကုန်လုံးဘေးပစ်ထားပြီးတော့ကွာအဲ့အမျိုးသားနဲ့တွေ့ဖို့လုပ်တဲ့သူမျိုးပါ အဲ့တော့ရောင်မတို့မျိုးသားရဲ့စိတ်ထဲမှာဘယ်လိုတွေးမလဲအာ तू တွေးနေတဲ့သူရဲ့ထဲထဲမှာငါအဆင်ပြေဆုံးဟောငါတွေးချင်တယ်ဆိုလို့ရှိရင်သူ့အချိန်မီရတွေးလို့ရရပဲဆိုပြီးတော့တွေးသားပြီးရပေါ့နော်ကိုနဲ့တွေးဖို့အတွက်ကိုကြိုတင်ပလန်လာတော့ appointment ယူရတော့လုပ်နေတော့ပဲနဲ့ပေါ့နော်ဒီကြုံရင်ကြုံသလိုတွေ့တတ်ကြပါတယ်ရောင်မတို့ရကြလေးဆိုတာပြီးတော့တစ်ခါကျပြင်းနေဆိုလို့ရှိရင်ပေါ့နော်ကိုခေါ်လို့ရတဲ့သူနဲ့အာစကားလေးပြောအပြင်းပြေအဲ့လိုလုတ်တတ်တဲ့အတွက်ကိုပေါ့နော်ဟာနေရလည်းငါ့ကိုကြိုတောင်ပြောငါဒီမှာလုတ်ဆရာရေးရှိသေးတယ်လုတ်လေးရှိသေးတယ်ဒါမှမဟုတ်လည်းငါပြင်းနေလို့အပြင်းမထွက်ချင်တော့ဘူးနောက်နေ့ငါအားတဲ့အချိန်ကျမှနေ့ကိုငါပြန်ပြောမယ်နော်ဆိုပြီးရပေါ့နော်သူနဲ့က ်ကိုလည်းတွေ့ဆုံရမယ့်အချိန်ရောပေါ့နော် main clip ဘက်ကဆုံးဖြတ်လို့ရတဲ့အချိန်တွေကပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အမျိုးသားကိုယ်သဘောကျရဲဆိုလို့ရှိရင်ကိုကပေးတဲ့အချိန်လေးကိုသူကအောက်လုပ်ပြီးတော့တွေ့မှာပေါ့နော်နံပါတ်၄အစင်းသိမဖြစ်ခင်စက်ကိစ္စမှာအရန်တုတ်ပြန်နေသူအမျိုးသားဆိုတာမျိုးอ่ะပေါ့เนาะကိုချစ်တဲ့သဘောကျတဲ့သူ ਨੇ ပုံရဲ့ညာလေးကိုဖြတ်တန်းကျင်ကြပြီမဲ့ပေါ့เนาะဒါမဲ့ကြားလေကိုနဲ့အစင်သိမဖြစ်သေးပဲ ਨੇ သူနဲ့ဒီတိုင်းဆက်ဆံရေးလေးပြီမဲ့ပေါ့အလိုတကူပေါ့เนาะသူနဲ့အတူအိတ်ဖို့ခွင့်ပေးရဲ့မျိုးသမီးတွေ အဲ့လိုမိန်းကလေးဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီမျိုးသားကိုလက်မလို့မခံချင်တဲ့စိတ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြားတယောက်ရှိကိုပါခံသွားမှာဆိုရစေကြအဲ့လိုလေးလွယ်လွယ်နဲ့လုံးမိကြရပေမယ့်အမျိုးသားတွေကအဲ့လိုမိန်းကလေးမျိုးကိုလုံးဝတမိုးထားမှာမဟုတ်ပါဘူး ဆွဲပတ်ဝန်းကျင်မှာတွေ့ဘူးတဲ့အဲ့လို main ကလေးတွေထဲမှာလဲပေါ့နော်သူမတယောက်တည်းကိုပဲတံမိုးထားပြီးတော့ချစ်ပေးတဲ့သူမျိုးအခုတည်းတည်းမတွေ့ဘူးသေးပါဘူး main ကလေးဆိုတာမျိုးอ่ะပေါ့ခနာကိုပေါ့နော်သူ့ဘက်ကရောကိုယ့်ဘက်ကရောပေါ့နော်တေချာတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပြီးအဲ့ဒီအခြေအနေနောက်ဆုံးအချိန်ညာပေးဖို့တင့်တော်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့လွယ်ကူနဲ့ပေးရဆိုလို့ရှိရင်မြို့သားစိတ်ထဲမှာဘယ်လိုထင်မလဲအော်သူနောက်ကလည်းဘာစစ်ဆိုင်မှာမဟုတ်သေးဘူးနဲ့သူကတော့အဲ့လိုဆိုလို့ရှိရင်တော့ရှားရောက်ကြရတဲ့ဆိုလို့ရှိရင်သူစိတ်ပိုင်းကအဲ့လိုပဲလုံးမှာပေါ့ဆိုပြီးတော့အဲ့လိုအထင်သေးတဲ့စိတ်ဝင်သွားတဲ့အချိန်မှာတေကိုတံမိုးထားမှာမဟုတ်တော့ပါဘူး ။နံပါတ်၅ဘသူကပဲကြည်ကြည်ကိုဘက်ကပဲမျိုးသားကိုပိုချစ်နေတဲ့သူမျိုး။ရတော့ဘုန်းတော်လည်းအန်လူမင်းကလေးရဲ့ပုံဝင်ချက်မှာအများကြီးမြင်မှုကြောင့်အတုတက်ဆိုလို့ရှိရင်အသက်ပင်တည်တည်အရာအလုံးပိတ်ဆက်ပြီးတော့ချစ်ချင်တဲ့သူတွေသိရမလားအမျိုးသားအလိုလိုက်ပေါ့နော်အမျိုးသားကိုကူးဆိုင်ပေးရတာအမျိုးသားအလိုလိုက်ဖြစ်ချင်တာအကုန်လုံးလိုက်ရောပေးရတာကူးဆိုင်ရတာအန်းရတာဘာညာပေါ့နော်ကို့ပေါ်စိုးနေရဆိုလို့ရှိရင်တော့ရတယ်သူရှိနေုံနဲ့တင်တဲ့ငါနာထွက်မသွားယုံနဲ့အချိန်မဲ့တယ်ဆိုရဲသူမျိုးတွေပါ ဲ့တော့လူတဘာဝအရာရိုးရိုးလေးပဲရောင်မတော့စဉ်းစားကြည့်လိုက်ပါကိုယ့်ကိုတမိုးထားတဲ့ဒူထက်ကိုပေါ့နော်ဒီဒမရီတဲမှာလည်းမြေမှုကြံပါပါ၃နှစ်၃မူဝဲဖြစ်ဖြစ်ယောက်ျားလေးကိုထောက်ခံပေးဖို့တက်ကိုတက်ကုန်စူးစမ်းရုံးကန်ပြီးတော့နောက်ကနေထောက်ခံပေးလို့ရှိရင်တော့မှပဲတကယ်တကယ်အဆင်ပြေသွားတဲ့အချိန်ကျမှလမ်းခွဲသွားပြီးအခြားတယောက်နဲ့တွေ့လိုက်တာမျိုးပေါ့နော်တကယ်အဲ့လိုမိတ်ကလေးတွေအပြစ်မှလည်းအများကြီးရှိပါတယ်အဲ့တော့ရောင်မတော့မဘလောက်ပဲချစ်ချစ်ပေါ့နော်သူ့ကိုချစ်တဲ့အချစ်တွေမှာကိုယ့်ရဲ့တန်ဖိုးတွေကြာရှင်းသွားလို့မဖြစ်ပါဘူးအဲ့တော့၆တန်းကြီးတုံတုံတိမ်အောင်ပဲလုပ်ပေးဖို့ပြောချင်ပါတယ် ံပါတ်6အခွင့်အရေးတွေကိုအကန့်အသတ်မရှိပေးတဲ့သူ။ ။ဒါမှတော့လူဆိုတာအမားနဲ့မကင်းတာအမှန်ပဲပဲ။အမားကိုတိပြီးရောအမှန်ပြန်နိုင်ဖို့အတွက်ကို second chance ဆိုတာပေးတင်တာပါ။ဒါမှမဟုတ်ကိုကောင်လေးကအမားကြီးလှုပ်ပြီးရောပေါ့။နောက်မလှုပ်တော့ပါဘူး။ဘာညာဂရိပေးပြီးရောခွန့်လွတ်လိုက်ပေးမယ်။အဲ့လိုအမားကြီးကလည်းထက်တလဲလဲဖြစ်လာဖြစ်လာရဲ့အချိန်မှာကိုကလည်းထက်ပြီးရောခွန့်လွတ်ပေးခွန့်လွတ်ပေးအဲ့လိုဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမယ်လို့ထင်ပါလဲ။ကိုကသူပါပဲလွတ်လို့မခွဲနိုင်တဲ့အတွက်ကိုလက်ခံပေးရဆိုတာကိုသိနေတဲ့အတွက်ကိုဟာတာကြီးလိုမြင်သွားတာဖြစ်တဲ့အတွက်ကိုပေါ့နော်ဒီအချစ်စိတ်ကိုခဏလေးဖယ်ထားပြီးရပေါ့နော်တိတိကျကျဟန်နယ်လို့တက်ဖို့လိုအပ်ပါတယ် နံပါတ်9ကိုကိုကိုယုံကြည်ခြင်းရှိရသူ อืมအဲ့လိုလင်ပြီးရကြတော့လေကိုကူကအမြဲတမ်းကိုဒီလူမကြတငယ်နေရဖြစ်တဲ့အတွက်ကိုချစ်သူရှေ့မှာလေအော်ငောင်းဝနေမလားငောင်းမလောက်ဘူးမလားငါအဲ့လိုမှဘလို့အဆင်မပြေရလူတွေကဘလို့ငါ့ကိုဘာညာပေါ့နော်အဲ့လိုအမြဲမကွဲ့အားနေချက်ပုံစံမျိုးဘဲရှင်မှာရင်ဖွင့်ထားမှန်ပင်မဲ့လို့ရောရောပေါ့လူတိုင်းမှာက energy ရှိပြီးတော့အဲ့ energy ကလည်းဘေးရသူကိုအလွယ်တကူပူးဆက်စေနိုင်ပါတယ်အားနေတဲ့သူကို strong ဖြစ်အောင်ပြောစီရတဲ့စကားတစ်ခုကြောင့်စိတ်ခံစားချက်ကလည်း up ဖြစ်သွားနိုင်တယ်လို့ up ဖြစ်နေတဲ့သူတယောက်ကိုလည်းအဲ့လူရဲ့စကားတစ်ခုကြောင့် down ဖြစ် ွားစေနိုင်ပါတယ်အဲ့တော့အမြဲချင်းချင်းချင်းညှိတော့နေရဆိုလို့ရှိရင်ပေါ့နော်ဒီအမျိုးသားဘက်ကလည်းကိုယ့်ကိုအတုံးမချရတဲ့သူအဖြစ်ကိုမြင်သွားပြီးပေါ့တံမိုးမထားတော့ပဲနဲ့အမြဲတမ်းပါတကြွပြီးပေါ့အမြဲအတစ်ဖြစ်ပြီးအကောင်းမြင်တဲ့မင်းကလေးမျိုးတွေ့လာရဆိုလို့ရှိရင်တင်ရအလိုလိုဘေးကိုရောက်သွားတတ်ပါတယ်အဲ့တော့သိထားစေချင်ပါတယ်ဒါဒီနေ့ဆက်တင်ဆက်ပေးရဲ့ဘလော့လေးကိုသဘောကျဖို့မျှော်လင့်ပါတယ် အဆုံးသတ်နေနေရပါဘောနော်ကို့နားမှာဘယ်သူမှမရှိဘူးဆိုလို့ရှင်တော့အကောင်းဆုံးနေနိုင်တဲ့သူကိုကိုကိုချစ်ပြီးတော့တမိုးထားတဲ့မိမတယောက်ဖြစ်အောင်စူးစမ်းပြီးနေထိုင်ရှိပါကို့ရဲ့တဘို့ကိုတိပြီးတော့အမြဲတမ်းစူးစမ်းနေသေးပါနော်ဒီရောင်မတို့ကိုအလေးမထားတဲ့သူတွေရဲ့ပလေးချင်းကနေပြီးတော့ရှောင်ရှားနိုင်မှာဖြစ်တဲ့အတွက်ကိုအလုံး fighting လို့ပြောချင်ပါတယ် ောင်မတို့ပုံဝင်ချင်းမှာရောဒီလိုမိန်ကလေးတွေတွေ့ဘူးလားဒါမှမဟုတ်လို့ရှိရင်ရောင်မတို့ရောဒီထဲထဲမှာပါနေလားဆဲကို comment မှာခြိုက်ပေးခဲ့ပြီးတော့ like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ် blog မှာပြန်လည်ဆုံတွေ့ပါမှာရှင်ဆက်ဆက်ဖြစ်ပါတယ်အညောင်